မင်္ဂလာပါရှင်ရေကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မြန်မာအပေါင်းရဲ့အထောက်ထားမဲ့ရွှေ့ပြောင်းလုပ်သားတွေကိုထိုင်းနိုင်ငံအတွင်းမှာတရားဝင်နေထိုင်အလုပ်လုပ်ခွင့်ပန်းရောင်ပတ်ပြုလုပ်ပေးရန်ထိုင်းဆိုရကခွင့်ပြုလိုက်ပါတယ်တံတွဲလီစိတ်မှာအကြက်ဖက်စစ်တပ်ကအမြောက်တရင်ကိုတက်ဆွဲထားတဲ့ပြင်တိုင်းလင်တွေအထိုင်ချကအေရဲ့ထိုးစစ်ကို ခုခံနေတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မြမအပါဝင်ထိုင်းရောက်အထောက်ထားမဲ့ရွှေပြောင်းအလို့သမားတွေအတွက်အလုံးလုံးခွင့်လက်မှတ်ပန်းရောင်ဘတ်အသစ်ပြုလုပ်ပေးရန်အတွက်အလို့သမားဝန်ကြီးဌာနကအတီးပြုတ်ခွင့်ပြုပေးလိုက်တယ်လို့ထိုင်းဆိုရကဇွန်လ6ရက်နေ့မှာကြေညာလိုက်ပါတယ်ဇွန်လ9ရက်နေ့ကပြုလုပ်တယ်နိုင်ငံခြားသားအလို့သမားစီမံခန့်ခွဲရေးအစည်းအဝေးမှာအချက်3ချက်ကိုအတီးပြုတ်လိုက်တာလည်းဖြစ်ပါတယ်ပထမအချက်မှာထိုင်းမှာတရားမဝင်ရောက်ရှိနေတဲ့မြန်မာလာဝကမ္ဘောဒီးယား VNN လေးနိုင်ငံက ရှေ့ပြောင်းအလို့သမားတွေကိုအလုံးလုံးခွင့်လက်မှတ်အသစ်ပြုလုပ်ပေးရန်လည်းဖြစ်ပါတယ်။ထိုင်နိုင်ငံကိုရောက်နေပြည်သားမြန်မာနိုင်ငံသားတွေဖြစ်ရန်လိုအပ်ပြီးအလို့ရှင်ထံမှာအလုံးလုံးနေရာမှာဖြစ်တယ်လို့လည်းကြေညာချက်မှာပါရှိပါတယ်။အလုံးလုံးခွင့်လက်မှတ်ကိုပြုလုပ်ပြီးအကြောင်းအမျိုးမျိုးကြောင့်တည်တန်းတိုးရန်မမေ့လိုက်သူတွေအလို့ရှင်ပြောင်းရန်အချိန်မလုံးလောက်တဲ့အတွက်တရားမဝင် ဖြစ်သွားသူတွေအကျိုးဝင်မှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့အလုတ်လုတ်ခွင့်လက်မှတ်ပြုတ်လို့ရမှာလေလုံဆောင်ရမယ်အသေးစိတ်အစီအစဉ်တွေအမြင့်ဆင်းတင်သွင်းရန်အချိန်တွေကိုတော့ထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့အလုတ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF ကတာဝန်ရှိသူတူကပြပြပါဗာ LRF နဲ့ရွှေပြောင်းအလုတ်သမားသွေးစည်းညညရေးဖွဲ့ MWSC ကိုယ်စားလှယ်တွေကလည်းပန်းရံပတ်အစ်စ်ကိုအမြန်ဆုံးဖွင့်ပေးရန်မနစ်ကထိုင်းအလုတ်သမားဝန်ကြီးဌာနနဲ့တွေ့ဆုံပြီးတောင်းဆိုခဲ့လို့လည်း LRF ကတာဝန်ရှိသူတူကပြပြပါဗာဒုတိယအချက်ကတော့လာမယ့် 2025ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာအလုံးလုံးခွင့်လက်မှတ်တက်တန်းကုံဆုံးမဲ့ရွှေပြောင်းအလုံးသမားတွေကိုတက်တန်းတိုးလှုပ်ဆောင်ပေးရန်လဲဖြစ်ပါတယ်။တက်တန်းတိုးမဲ့အလုံးသမားအရေအတွက်နှစ်တန်းခန့်ရှိနေပြီးတတိယအချက်မှာနေဆက်ဒေသတွေမှာယာတီလုံသားတွေလုပ်ငန်းခွင့်အစဉ်ပြေရွတ်ဖြစ်ကြောင်းလဲသိရှိရပါတယ်။စိုက်ပျိုးရေးလိုယာတီလက်အလုံးသမားတွေကိုလည်းတက်တန်း3လကနေ6လအထိရှိတဲ့အလုံးလုံးခွင့်လက်မှတ်တွေနဲ့အလုံးလုံးကင်နိုင်စေရန်ဖြစ်တယ်လို့လဲထုတ်ပြန်ထားပါတယ်။မြန်မာပြည်တွင်စစ်မှုထမ်း ဥရေကြောင့်ထိုင်းနိုင်ငံကိုထွက်ပြေးတိမ်းရှောင်မှုမပြားလာသလိုလန်ခီးမှာလည်းဖမ်းဆီးခံရမှုတွေဇက်တိုက်မြင့်တက်လာနေတယ်လို့လည်းထုတ်ပြန်ချက်တွေကသိရှိရပါတယ်ရှင်။ မန္တလေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတဲ့နှထိုးကြီးမြို့နယ်မှာ AC ကားတွေနဲ့ခိုးဝက်သွားလာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ညချေခီးသွားလာခြင်းမပြုလုပ်ဖို့အတွက်နှထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူတို့ကတတိပေးပြောဆိုလိုက်ပါရစေ။အကြမ်းဖက်စစ်သားတွေဟာခီးတဲ့ကား AC ကားကုန်ကားတွေနဲ့ခိုးလိုက်နေတဲ့အတွက်ကြောင့်မတိုက်ခတ်လိုက်ရဘဲလွတ်သွားတာတွေရှိနေတယ်လို့ပြည်သူတွေရဲ့ကားတွေထမှတ်ပြီးမတိုက်ခတ်လိုက်ရဘဲလွတ်ပေးလိုက်ရတွေလည်းရှိနေတာကြောင့် ခုလိုကန့်တပ်ပိတ်ထားတဲ့အချိန်မှာသွားလာတဲ့ကားတွေကိုတိုက်ခိုက်သွားမယ်လို့လည်းနှထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရတယ်။အဲဒါကြောင့်ဇွန်လ6ရက်နေ့ကနေဇွန်လ30နေ့ထိနှထိုးကြီးမြို့နယ်မြင်းချံမြစ်သားလမ်းပိုင်းနှထိုးကြီးမြို့သားလမ်းပိုင်းနှထိုးကြီးတောင်သားလမ်းပိုင်းနှထိုးကြီးမလိုင်လမ်းပိုင်းတို့ကိုည9:00နာရီကနေမနက်4:00နာရီထိပိတ်ထားမှာဖြစ်တယ်လို့လည်းသိရပါရရှင်။ ဒီတစ်ခါမှာတော့မန္တလေးတိုင်းမြင်းချံမြို့နယ်နဘဲသာရွာကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ဗိုလ်တို့ပါဝင်ခုနှစ်ဦးဟာသေသွားခဲ့လို့မြင်းချံကရဲ့အမှတ်တရ27 Revolution Force ကတာဝန်ရှိသူတို့ကပြောပြပါတယ်။ဇွန်လ3ရက်နေ့မနေ့9နိုင်ခန့်မှာမြင်းချံမြို့နယ်နဘဲသာကျွော်ကနေမန္လေရွာဘက်ကိုအင်အား40နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်းမြင်းချံကရဲ့အမှတ်တရ27 Revolution Force ကတာဝန်ရှိသူတို့ကပြောပြပါတယ်။ ယ်။အဲလိုကြားဖြတ်တက်ခရမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဟာနှစ်နိုင်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဖက်ကစစ်ဗိုလ်တို့ပါဝင်ခုနှစ်ဦးဟာထေသွားကအများပြားလဲဒဏ်ရရှိခဲ့လို့သိရှိရပါတယ်ရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်စီဇန်မြို့နယ်မှာဆစ်ဆောင်ပြည်သူတွေလေးရက်မပြန်ရင်နေရင်တွေကိုမီးရှို့ဖျက်ဆီးပြီးနေရက်ပြန်သူတွေလည်းစစ်မှုထမ်းရမယ်လို့အကြံပေးစစ်ကောင်စီတပ်သားတွေကချင်းချောက်ပြောဆိုခဲ့တယ်လို့ PNL အဖွဲ့အစည်းကနေသိရှိရပါဗျာ။ ဇွန်လ၂ရက်နေ့ကအကြံဖက်စစ်တပ်နဲ့လက်အောက်ခံ PNO အဖွဲ့တွေကနောင်ကျော်ကြီးရဖုံးတော်ကြီးကျောင်းမှာအစည်းအဝေးပြုလုပ်ခါကြီးရတွေကိုပြန်လည်ဝင်ရောက်နေထိုင်တာမျိုးမရှိတဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးမယ်လို့ချင်းချောက်ပြောဆိုခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်ကြီးရတွင်ပြန်လည်ဝင်ရောက်နေထိုင်ရင်လည်းတအိမ်ကိုတအူးနှုံစစ်မှုထမ်းရမှာဖြစ်တယ်လို့စစ်လုံရှောင်မှုစည်းအဖြစ်လည်းတအိမ်ကိုနှစ်သိန်းကျပ်လစဉ်ထည့်သွင်းရမယ်လို့လည်းပြောဆိုခဲ့လို့သိရှိရပါတယ်။ရွာမှာရွာဆောက်ဖြစ် ကြန့်ရှိခဲ့တဲ့ပြည်သူတွေကိုအစည်းအဝေးခေါ် ော်ယူကအခုလိုချင်းချော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါဗါလက်ရှိအချိန်မှာနောင်ကျော်ကျေးရွာဖုန်းတော်ကြီးကျောင်းမှာအကြက်ဘက်စစ်ကောင်စီတက်တဲ့သူတို့ရဲ့လက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ PNO အဖွဲ့တွေဝင်ရောက်တက်ဆွဲထားပြီးခန့်စစ်စခန်းပြင်နေထိုင်နေရလို့လည်းသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့ရှမ်းပြည်မြောက်ပိုင်းနန့်ခမ်းမြို့မှာမွေ့ရစေးဝါနဲ့ကုသန်းရောင်းဝယ်ခွင့်မပြုထားတဲ့စစ်ကောင်စီထုတ်ကုန်တွေကိုတဲဆောင်လာတာမျိုးမရှိစေဖို့အတွက်တပ်မဟာနဲ့တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ရှောင်းတခင်စစ်ဆေးခဲ့လို့ DNLC တွေကနေသိရှိရပါတယ်။အဲဒီစစ်ဆေးမှုမှာနန့်ခမ်းမြို့ကနေထွက်ခွာလာတဲ့ကုန်တင်ရင်တွေနဲ့မူဆယ်ကနေလာတဲ့ရင်တွေကိုနန့်ခမ်းမြို့ဝင်မန်ခမ်းကျေးရွာနားမှာစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်ကနေစတင်ပြီး PSLF DNL အုပ်ချုပ်တဲ့မြို့နယ်တွေအတွင်းစစ်ကောင်စီထုတ်စားသုံးကုန်လူသုံးကုန်တွေနဲ့ကုသန်းရောင်းဝယ်သူတွေကိုအရေးယူနေတယ်လို့လည်းသိရှိရပါတယ်ရှင်။ရခိုင်ပြည်နယ်တိုင်းတစ်ပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်တန်တွဲမြို့တွင် တိုက်ပွဲပြင်းထန်နေတဲ့ဂေါတောင်ဒီတန်တွဲလေစိတ်မှာစစ်ကောင်စီကအမြောက်တရင်တက်ဆွဲထားတဲ့ပြင်တိုင်းလေရင်တွေကိုအထိုင်ချကအေးရဲ့ထိုးစစ်ကိုခုခံနေရလို့သိရှိရပါတယ်။တန်တွဲမြို့နယ်ငပလီမြို့ရဲနဲ့သုံးမှန်ခန့်အကွာမှာရှိတဲ့ဂေါရက်ကွက်ကော့တောင်မှာစစ်ကောင်စီနဲ့အေတို့တိုက်ပွဲတွေပြင်းထန်နေရလို့လည်းသိရှိရပါဗျ။ကော့တောင်နဲ့ငပလီမြို့ရဲမှာရှိတဲ့တန်တွဲလေစိတ်မှာနှမိုင်ခန့်သာကွာဝေးတဲ့အတွက်စစ်ကောင်စီကခီးတဲ့လေရင်တွေကိုပိတ်ပင်ထားပြီးလေစိတ်ကိုစစ်ရေးအတွက်အသုံးပြုနေရလို့လည်းစစ်ရေးအ ခြေအနေသိရှိရသူတို့ကပြပြပါတယ်။ဒေတာနေပြည်သူတွေရဲ့ပြောကြားချက်အရတော့တန်တွဲမြို့နယ်ဂေါ်ရက်ွက်အနီးဂေါ်တောင်နဲ့ရွှေလော်ကျေးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးအေအေးရဲ့ထိုးစစ်ဟာတန်တွဲမြို့နယ်6မိုင်ပတ်လည်ကိုရောက်ရှိနေပြီလို့လည်းသိရှိရပါတယ်။အကြက်ဘက်စစ်ကောင်စီကတော့တန်တွဲမြို့ငပလီမြို့တွေကိုမဆုံးရှုံးရအောင်အတွက်အေအေးရဲ့ထိုးစစ်ကိုအပြင်းထန်ခုခံနေရလို့လည်းတန်တွဲမြို့ကပြည်သူတို့ကပြပြပါတယ်။တန်တွဲမြို့နယ်ငပလီမြို့အတွက်စစ်ကောင်စီကခလရ55ခမရ 66တက်ရင်တစ်ခုနဲ့မောင်ရွှေလေးရေတက်တစ်ခုသာရှိနေပြီးသူတို့ကိုအင်အားဖြစ်တဲ့အနေနဲ့တန်တွဲလင်စိတ်ကိုစည်ရဲအတွက်သုံးပြနေရလဲဖြစ်ပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့မန္တလေးတိုင်းမတရားမျိုးနဲ့အင်ဂျင်မြန်လေကြောင်းရန်ကာကွယ်ရေးတပ်ကတရင်မှုအပြောင်းရှေ့ပြုလုပ်ရန် AC ကနဲ့ထွက်ခွာလာတဲ့အကြမ်းဖက်တပ်သားတွေကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာတဦးဟာအသေးသွားပြီးသုံးဟာပြင်းထန်ဒဏ်ရာရှိခဲ့လို့မတရားမျိုးနဲ့တိုက်နေသောမိုးချိုစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောပြပါရတယ်။အင်ဂျင်မြန်လေကြောင်းရန်ကာကွယ်ရေးတပ်ကဗိုလ်ကြီးနိုင်လင်းတရင်မှုတဦးတပ်သားနှစ်ဦးနဲ့အမျိုးသမီးတဦးလိုက်ပါလာတယ်။ ဖော်ဝီကားကိုဇွန်လ၄ရက်နေ့မနေ့ပိုင်းအချိန်မှာမိုးကြိုးစစ်ကြောင်းတိုက်နယ်သုံးပကပအဖွဲ့ကမိုင်းဆွဲပစ်ခတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတက်ခတ်မှုတွင်ဗိုလ်ကြီးနိုင်လင်းဟာညာဘက်ဂျိုင်းအောင်လက်နဲ့ညာဘက်ခနာကိုတို့မှပြင်းထန်တရားရှိခဲ့ပြီးတည်ရင်မှုမှာတော့ခြေအောက်တစ်ချောင်းလုံးကပွင့်ထက်သွားပြီးပြင်းထန်တရားရှိခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်တပ်သားနှုတ်လည်းပြင်းထန်တရားက ကားကို ထားခဲ့ပြီးထွက်ပြေးသွားခဲ့လို့လည်းသိရှိရပါတယ်။အဲလိုထွက်ပြေးသွားစဉ်မှာကိုးပြန်ရွာနေအသင့်ဆောင်းဆန်းနေတဲ့အကျန်းဖက်စစ်ကြောင်းစီအရာမှာတိကျတဲ့ရန်ရှိထားတဲ့အကျန်းဖက်တပ်သားတို့ဟာတေသွားခဲ့ပြီးဘိုးကြီးနိုင်လင်းမှလည်းလက်မောင်းယိုပြုတ်ထွက်သွားကာပြင်းထန်တဲ့ရာတွေနဲ့ရင်းနှံသာချေးရွာမှာစေကူတမှုခံယူနေရလို့လည်းသိရှိရပါတယ်။အဲဒီကားပေါ်ကိုရှာဖွေစစ်ဆေးခဲ့ရမှာတော့ကြီပေါ့ဆွေလက်နဲ့အချိုးနဲ့ဆန်းတဲ့ရခါချိုးကိုတင်းဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။